မဲမင်္ဂလာပါခင်ဗျာယလင်းဘလောကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့ Facebook နဲ့ Messenger အသုံးပြုတဲ့မိတ်ဆွေတွေအတွက်ကိုယ့်ရဲ့ Facebook အကောင့်တွေဒီ Messenger ရေကို line သုံးတဲ့အချိန်မှာဒီအခြားသူတွေကကို line သုံးနေရအောင်မသိအောင်လို့ပေါ့နော်ဒီ edit နောင်းလို့ခေါ်တဲ့မီးစိမ်လေးပိတ်ထားလို့ရမယ်နီလန်လေးကိုအစာဆုံးရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာတခါတရံကျရင်ကိုယ့်အကြောင်းမျိုးမျိုးအကြောင်းပေါ့နော်စာပြန်မပို့ခြင်းလို့ပဲဖြစ်ဖြစ်ကို line သုံးနေရအောင်လူမသိစေခြင်းလို့ပဲဖြစ်ဖြစ်အကြောင်းမျိုးမျိုးအကြောင်းဒီ edit နောင်းလေးကိုပိတ်ထားခြင်းနဲ့ဆိုရင်အခုပြပေးတဲ့နီလေးတိုင်းပိတ်လို့ရပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့ကျွန်တော် Facebook က ဒီ edit နောက်မီဒီယံလေးပိတ်ပုံပိတ်နီးလေးကိုရင်းသွင်းပြပေးမယ်ပေါ့နော်ကိုယ့်ရဲ့ Facebook account ထဲကိုဝင်လိုက်ပါအဲဝင်ပြီးပြီဆိုရင်တော့ကျွန်တော်ဒီညာဘက်အပေါ်ဆုံးမှာကိုယ့်ရဲ့ profile ပုံလေးနဲ့အတန်းလေးသုံးတန်းရှိရပေါ့နော်ကျွန်တော်အခုမျှထိုးပြပေးထားတဲ့နေရာလေးပါဗျအဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးပြီဆိုရင်တော့ကျွန်တော်ဒီနေရာလေးတိုင်းတွေ့ရမှာဖြစ်ပါတယ်ဗျပြီးပြီဆိုရင်အောက်ကိုနည်းနည်းဆွဲလိုက်ပေါ့နော်အောက်ကိုနည်းနည်းဆွဲလိုက်ရင်ကျွန်တော်ဒီအောက်ဆုံးမှာဒီ setting ကျွန်တော်တို့ဒီ setting privacy ဆိုတာလေးကိုတွေ့အောင်လိုက်ရှာလိုက်ပေါ့နော် ဒီအောက်ဆုံးနားလေးမှာပဲဒီမှာဒီဟာလေးပေါ့နော်ဒီ setting privacy ဆိုတာလေးကိုတွေ့အောင်ရှားလိုက်ပါတွေးပြီဆိုရင်တော့အဲ setting and privacy ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါဗျနှိပ်ပြီးပြီဆိုရင်ကျွန်တော်ဒီအပေါ်ဆုံးမှာ setting ဆိုပြီးတော့ဒီလူပုံစံ profile ပုံလေးနဲ့ထပ်ပြီးတော့ပေါ်လာလိမ့်မယ်ပေါ့နော်အဲလူပုံစံ profile ပုံလေးနဲ့ setting ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာ နေပြီးပြီဆိုရင်တော့ကျွန်တော်ဒီတိုင်းတွေ့ရပါလိမ့်မယ်ဗျဒီတိုင်းတွေ့ရပြီဆိုရင်တော့အောက်ဆုံးနှီးဆွဲလိုက်ပါအောက်ဆုံးနှီးဆွဲလိုက်ရင်ကျွန်တော်ဒီအောက်ဆုံးနှားလေးမှာဟော active state test ဆိုတာလေးကိုကျွန်တော်ထပ်ပြီးတော့တွေ့အောင်ရှာပေးလိုက်ပါနော်ဒီ active state test ဆိုတာလေးကိုတွေ့အောင်ရှာပေးလိုက်ပါဗျ active state test ဆိုတာလေးကိုတွေ့ပြီဆိုရင်အားလေးတစ်ချက်ထပ်ပြီးနှိပ်ပေးလိုက်ပါခင်ဗျအော် active state test ကိုရောက်ပြီဆိုရင်ကျွန်တော်တွေ့ပြီဆိုရင်ပေါ့နော်ဒီ show အဝင် you are active ဆိုတဲ့ဟာလေးပေါ့နော်ဒီအနောက်မှာပိတ်ဖွင့် clock လေးရှိပါတယ်ကျွန်တော်ကမျှားလေးထုတ်ပြပေးထားတဲ့ဟာလေးပေါ့နော်အဲ့ဒီပိတ်ဖွင့် clock လေးကိုကျွန်တော်တစ်ချက်နှိပ်ပြီးတော့ပိတ်ပေးလိုက်ပါဗျအဲဒီလိုမျိုးပိတ်ပေးလိုက်ရင်တန်းအောင် active state updated ဆိုပြီးတော့ဒီလိုမျိုးအာ notebook လေးပေါ်လာလိမ့်မယ်ပေါ့နော် message ဟိုစာလေးပေါ်လာလိမ့်မယ်ဒီလိုမျိုးလေးပေါ်လာရင်ဒီဘက်က turn off ဆိုတာလေးကိုကျွန်တော်တစ်ချက်ထပ်ပြီးတော့နှိပ်ပေးရမှာဖြစ်ပါတယ်ဒီ turn off ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ရင်တော့ရရပဲဖြစ်ပါတယ်ဗျအဲ့လိုမျိုးလေးနှိပ်ပေးလိုက်ရင်တော့ဒီ clock လေးကဒီလိုမျိုးလေးပိတ်သွားပါလိမ့်မယ်ဗျဒီလိုမျိုးလေးပိတ်သွားပြီဆိုရင်ဒါကျွန်တော်တို့ဒီ Facebook မှာပေါ့နော်အခု line သုံးနေရဆိုရင်တော့မှဒီ internet ဖွင့်ထားပြီးတော့ line သုံးနေရဆိုရင်တော့မှအခြားသူတွေကကို line သုံးမှန်းသိမှာမဟုတ်တော့ပါဘူးဒီ Facebook ရဲ့ administrator လို့ခေါ်တဲ့ဒီ main screen လေးကကျွန်တော်ပိတ်နေမှာပဲဖြစ်ပါတယ်ဗျ line မသုံးလို့မျိုးလေးဖြစ်နေမှာပဲဖြစ်ပါတယ်ဗျ ကျော်ပြန်ပွင့်ခြင်းလဲခလုတ်ကလေးကိုပဲနှိပ်ပြန်ပွင့်လို့ရရပါတော့။အဲပြီးပြီဆိုရင်တော့ကျွန်တော်မက်ဆေ့ချာမှာဒီမီးစင်းလေးထပ်ပြီးပိတ်ပုံပိတ်နီလေးကိုထပ်ပြီးတော့ကျွန်တော်ပြပေးပါမယ်ခင်ဗျာ။ပထမဆုံးအနေနဲ့ကိုယ့်ရဲ့မက်ဆေ့ချာလေးကိုဝင်လိုက်ပါတော့။အဲဝင်ပြီးပြီဆိုရင်ကျွန်တော်ဒီညာဘက်ဆုံးအရင်တော့ဆိုရင်တော့ဒီ ဘယ်ဘက်အပေါ်ဆုံးမှာပေါ့နော်ဒီကျွန်တော်ကုမြတို့ပြထားတဲ့နေရာလေးလိုက်မှာဒီမီနူပါတန်လေးရှိရပေါ့နော်အခုနောက်ဆုံးမဆင်ညာဘာရှင်းမှာဆိုရင်တော့ဒီအောက်ဆုံးမှာရောက်သွားပေါ့နော်ဒီမီနူဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပြလိုက်ပါဗျဟိုကဘာရှင်းအဟောင်းသုံးနေဆိုရင်တော့ကျွန်တော်ခုနကမြတို့ပြထားတဲ့နေရာလေးကိုနှိပ်ပေါ့နော်အပြီးပြီးဆိုရင်တော့ကျွန်တော်ဒီအပေါ်ဆုံးမှာပဲ setting ဆိုတာလေးရှိရပေါ့နော်အဲ setting ဆိုတဲ့နေရာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြရမှာဖြစ်ပါတယ်ခင်ဗျာ setting လေးကိုတစ်ချက်ထပ်ပြီးနှိပ်ပြလိုက်ပါဗျနှိပ်ပြီးပြီးဆိုရင်တော့အခုနည်းနည်းဆွဲလိုက်ပါအခုနည်းနည်းဆွဲလိုက်ရင်ဒီနေရာမှာ edit state လို့ခေါ်တဲ့ဒီမီးစိမ်းအပိတ်ဖွင့်ဟာလေးရှိရပေါ့နော်အဲ edit state ဆို ွာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာနှိပ်လိုက်ရင်ဒီမှာပိတ်ခွင့် cloud clip ရှိပါတယ်အဲဒီအပိတ်ခွင့် cloud ကလေးကိုကျွန်တော်တစ်ချက်နှိပ်ပြီးပိတ်ပြရမှာဖြစ်ပါတယ်ခင်ဗျာအဲ့ cloud ကလေးတစ်ချက်နှိပ်လိုက်ပါတော့တစ်ချက်နှိပ်လိုက်ပြီဆိုရင် तू ကဒီလိုမျိုးအာကိုအချိန်ဘယ်လောက်ထိဒီ messenger ရဲ့ edit အတစ်နောင်လို့ခေါ်တဲ့မီဒီယံလေးကိုပိတ်ချင်တာလဲဆိုပြီးတော့ဒီလိုမျိုးလာမေးပါလိမ့်မယ်။ကိုကဥပမာအပြင်တနအိလောက်ပဲပိတ်ချင်တာဆိုရင် for 1 hour ရွေးပေါ့နော်။ဒါမှမဟုတ်ဦး7နာရီလောက်ပိတ်ချင်တာဆိုရင် for 8 hour ရွေးပေါ့နော်။ဒါမှမဟုတ်ရင်မနေ့7နာရီအထိဒီညပိုင်းလေးကိုလုံးဝပိတ်ထားချင်တာဆိုရင်ဒီ anti ဆိုတဲ့ဟာလေးကိုရွေးလို့ရတယ်။ဒါမှမဟုတ်ကိုစိတ်တိုင်းကျအချိန်ရွေးချင်ကစားအောင်ရွေးပေါ့နော်။အာဒါမှမဟုတ်ကိုကလုံးဝအမြဲတမ်းပိတ်ထားမယ်။ကိုပြန်ဖွင့်ချင်မှပဲဖွင့်တော့မယ်ဆိုရင်တော့ဒီအပေါ်ဆုံးက anti and chain is ဆိုတာလေးကိုကျွန်တော်ကယူပေးထားတဲ့ဟာလေးကိုတစ်ချက် နှိပ်ပြီးရွေးလိုက်ပါတော့ရွေးပြီးပြီဆိုရင်တယောက်ကပော့ဆိုရဲကလုတ်ပြလေးကိုတစ်ချက်နှိပ်ပြီးလိုက်ပါနှိပ်ပြီးလိုက်ပြီးဆိုရင်တော့လူမျိုးလေးပိတ်သွားပြီဖြစ်ပါလေဗျဒါဆိုရင်တော့ကို Facebook ကော Messenger ရောကို LINE သုံးနေတဲ့အချိန်မှာ edit down လို့ခေါ်တဲ့ meeting လေးပေါ်တော့မှာမဟုတ်ပါဘူးကို LINE သုံးတော့ဘလူးမှတ်တီတော့မှာမဟုတ်ဘူးပေါ့နော်ဒီနည်းလေးတိုင်းကျွန်တော်ပိတ်လို့ရပါတယ်အဲကိုကပြန်ပြီးဖြန့်ကျင်နေဆိုရင်လည်းဒီ cloud ကလေးတွေကိုအလွယ်တကူနှိပ်ပြီးတော့ပြန်ဖြန့်လိုက်အောင်ပဲပေါ့နော်ဖြန့်လိုက်ပြီးဆိုရင်တော့ဒါ meeting လေးပြန်ပြီးတော့ပေါ်လာပါလိမ့်မယ်ခင်ဗျဒီနည်းလမ်းလေးကိုသုံးပြီးအကို Facebook တွေ Messenger ရဲ့သုံးနေတဲ့အခါမျိုးမှာသူများရဲ့စာလာပို့တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ကို LINE သုံးနေအောင်မသိစေချင်လို့ပဲ ဖြစ်ဖြစ်အစားပြန်မပို့ခြင်းလို့ပဲဖြစ်ဖြစ်ပေါ့နော်ဒီနီးလေးတိုင်ကျွန်တော်ပိတ်လို့ရပါတယ်ဗီဒီယိုလေးကိုအဆုံးကြည့်ရှုပေးတဲ့အတွက်ဒုက္ခရှင်သူထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ